ပရိသတ်ကြီးအားလုံးစောင့်မြော်နေကြတဲ့ကင်ရဲအပိုင်းတစ်ဆယ်ဇလန်းလေးအစမှာတော့စီရန်တယောက်မြင့်မြတ်တဲ့ဓားကိုရှာတွေ့ခဲ့ပါပြီစီရန်လည်းတေးကြတဲ့အတားပဲမှားနိုင်စရာမရှိဘူးဆိုပြီးပြောနေခဲ့တယ်တဖက်မှာလည်းလစ်ကနတ်ဆိုးမကိုအားကုန်သုံးပြီးတိုက်ခိုက်ပါတော့တယ်အစာပိုင်းမှာတော့အားပြင်းလင်မြန်လုံးနဲ့နတ်ဆိုးမကိုလစ်တို့ထိုးဖောက်ဖို့မလွယ်ခဲ့ပါဘူးမော်ပညာတွေလည်းတိုက်ရိုက်ခိုက်ရကလည်းတာလွန်ကောင်းမွန်နေတဲ့နတ်ဆိုးမကိုလစ်တို့မရှင်နိုင်ခဲ့ပါဘူးလစ်ကိုသူတို့ကိုလှောင်ထားတဲ့နတ်ဆိုးမကို အရှိန်ပြင်းပြင်းကစ်လိုက်တာကြောင့်နတ်ဆိုးမမျက်နှာမှာသွေးတွေထွက်သွားခဲ့တယ်။နတ်ဆိုးမလည်းသူ့မျက်နှာသွေးတွေထွက်သွားတာကြောင့်ဒေါသထွက်ပြီးအဲ့အတွက်မင်းပြန်ပေးဆက်ရမယ်လို့ပြောခဲ့တယ်။အဲ့အချိန်တစ်ဖက်ကအော်တန်ကြားလို့လှမ်းကြည့်လိုက်တော့နတ်ဆိုးတကောင်ကင်ရွယ်လက်ချက်ကြောင့်အထိနာပြီးအသက်ကွန်အော်ဟစ်နေခဲ့ပါတယ်။ဖြစ်ချင်တော့ကင်ရွယ်ကနတ်ဆိုးအညာဖြစ်တဲ့ဂျိုးကိုချိုးလိုက်တာကြောင့်နတ်ဆိုးသေလူနီးပါးဖြစ်နေတာဖြစ်ပါတယ်။ရိုင်းဆိုင်တဲ့လူသားမင်းကငါ့ဂျိုးကိုချိုးရတယ်။မင်းတည်မယ်လို့ပြောနေတော့ကင်ရွယ်ကမင်းကအခုလိုမင်းတို့နတ်ဆိုးတွေအသက်ဖြစ်တဲ့ ဥကျိုအချိုးခံရတာတော့မင်းကမလျှော့သေးဘူးလားစက်ပြောနေမယ်ဆိုရင်မင်းကိုတက်ပစ်လိုက်မယ်ဆိုပြီးချင်းချောက်လိုက်ပါတော့တယ်ခဏနေတော့စီရန်ကဓားကြီးကင်ပြီးအထဲကိုဝင်လာခဲ့ပါတယ်ဓားကတော်တော်မိုက်တာပဲငါအတွက်ကွက်တိထုတ်ထားတယ်လို့ခံစားရတယ်ဓားထုလှုပ်ထားတဲ့အချိုးအစားကလည်းကောင်းတယ်လို့အလေးအချိန်အရွယ်အစားကလည်းကွက်တိပဲဆိုပြီးပြောနေတော့နတ်ဆိုးမကပြန်ပြီးကောင်းဆုံးအဲ့ဓားကနင်တို့လူသားတွေအတွက်မဟုတ်ဘူးငါတို့နတ်ဆိုးတွေအတွက်ဆိုပြီးပြောခဲ့တယ်အဲ့တော့စီရန်လဲငါတော့ကင်လို့မဝသေးဘူး မင်းတို့ကိုဘာလို့ပေးရမှာလဲဆိုပြီးပြောခဲ့တယ်။အဲ့တော့နဆိုးကခွေးမသားတွေလှုပ်ထားအောင်ပေါ့ကွာဆိုပြီးပြောနေတော့ဂိုင်ရွယ်ကခဏလေးနေကြပါဦး။ငါတို့လောလောဆယ်စစ်ပြေငင်းကြမလားဆိုပြီးအပေးယူလုပ်ခဲ့တယ်။အခုငါတို့စီမှာဖျားတဲ့လူတွေရောဒဏ်ရာရတဲ့လူတွေရောရှိနေတာ။သူတို့တို့အချိန်နဲ့အရန်ကြလို့မရဘူး။အပေးယူလုပ်ကြမလားဆိုပြီးတောင်းဆိုခဲ့တယ်။အဲ့တော့ဂိုင်ရွယ်ကဆက်ပြောပါတယ်။နောက်နေ့ရက်နေ့ရင်နှစ်ယောက်တည်းရှင်ရှာမယ်။ငါတယောက်တည်းချမှာပါ။မင်းနိုင်ရင်ဓာတ်နဲ့ဂျိုကိုပြန်ပြီးမယ်။ မင်းရှုံရင်တော့မင်းတို့နဲ့ဆိုးတွေလူသားမျိုးနွယ်တွေစီကိုဘလောက်ကျူးကျော်နေတယ်လဲဆိုတာကိုမင်းတီးတလောက်ပြောပြရမယ်လူသားတယောက်စင်ခေါ်တာကိုတော့မင်းမငင်းလောက်ဘူးမလားဆိုပြီးကင်ရယ်ကစင်ခေါ်ခဲ့တယ်နတ်ဆိုးလဲကုန်းထားပြီးကောင်းပြီလေနောက်နေ့ရက်နေမင်းနဲ့ငါပြန်ဆောင်ကြတာပေါ့ဆိုပြီးပြောခဲ့တယ်ဒီလိုနဲ့ကင်ရယ်တို့အဖွဲ့သားတွေဂါဇက်တို့ကိုချီပြီးကာနန်မျိုးလေးကိုဘေးမတီရမခပြန်လာခဲ့ပါတော့တယ်ဂါဇက်ကိုလည်းမြင်ရောမီရန်ရာတယောက်ဟန်အောင်မဆောင်နိုင်ပဲအသေးကုန်း ပြေးဖက်ပြီးငိုပါတော့တယ်။မီရန်ဒါကလက်မလွတ်တမ်းဖမ်းငိုနေတာကြောင့်အားလုံးကထင်ယောင်ထင်မှားတွေဖြစ်ကုန်ကြပါတော့တယ်။ကိုင်ရယ်ကလည်းဒါဆိုသူတို့တွေကချစ်သူတွေပေါ့ဆိုပြီးစိတ်ထဲမှာတွေးနေပါတော့တယ်။အဲ့တော့ကိုင်ရယ်ကဂါဇက်ကျွန်တော်နဲ့လိုက်ခဲ့ပါ။မေးစရာရှိတယ်ဆိုပြီးခေါ်လာပါတော့တယ်။ဂါဇက်ဟာလည်းအိတ်ရတဲ့လဲသွားတဲ့ဘရင်ခံကိုကြည့်ပြီးဘတ်ကအရင်ကအဲ့လိုမဟုတ်ဘူး။ကာနန်ကိုလည်းအရင်ကယူဆိုင်တာနောက်ပိုင်းမှသာပြောင်းလဲသွားတာလို့ပြောခဲ့တယ်။ပြီးတော့ဂါဇက်ကလုံခဲ့တဲ့နှစ်လလောက်က သူငါ့ကိုခေါ်တွေ့တယ်။နတ်ဆိုးတွေနဲ့သူပူပေါင်းတယ်လို့ငါ့ကိုလည်းပူပေါင်းစေချင်တာ။ငါကလက်မခံဘူးပြောတော့ဂိုးနဲ့မီရန်တာကိုတက်မယ်လို့သူကချင်းချောက်ခဲ့တာ။ငါအဲ့ဒီကလေးကသူ့အကျင့်တွေကိုတီးသွားပြီးဝေးဝေးနေခဲ့တာ။တိုင်းပြီမှလည်းငါကအတော်ဆုံးပပဲเสียရဆိုတော့ငါ့ကိုလိုအပ်နေကြမှာ။အဲ့အတွက်ပြည်သူတွေဘက်ကနေပြီးသူနဲ့မပူပေါင်းခဲ့တာလို့ပြောခဲ့တယ်။ခဏနေတော့ကင်ရယ်ဒါဆိုခမည်းကိုအလုတ်အပ်เสียရရှိတယ်။ခမည်းဒီနေ့ကစပြီးမြင့်မြတ်တဲ့ဓာတ်ထက် တားတဲ့ဓာတ်လက်အမြန်ဆုံးဖန်တီးပေးခမားပတ်စံရောလိုအပ်တာတွေရော အားလုံးသုံးလို့ရတယ်နောက်ဆုံးရှားပါးဈေးအကြီးဆုံးပစ္စည်းတွေကိုလည်းခမားသုံးလို့ရတယ်ကြိုက်တဲ့လောက်ကုန်ကြပါစေပေးမယ်လို့ပြောလိုက်တော့ဂါဇက်အံဩသွားခဲ့တယ်ကောင်းပြီမင်းအလုပ်ငါလက်ခံတယ်မင်းအတွက်အကောင်းဆုံးဓာတ်လက်ကိုဖန်တီးပေးမယ်လို့ပြောလိုက်တော့ကိုင်ရယ်လည်းသဘောကျသွားခဲ့တယ်။ကိုင်ရယ်လည်းဂါဇက်ကိုတခုပြီးတခုဖန်တီးကိုင်းနေခဲ့တယ်။ဂါဇက်ကလည်းဖန်တီးပေးမယ်။ဒါပေမဲ့အချိန်၃ရက်တော့ယူရမယ်လို့ပြောခဲ့တယ်။ ိုင်ရွေကလည်းနှစ်ရက်အတွင်းပြီးအောင်လုပ်ပေးနောက်နှစ်ရက်နေရင်တိုက်ခိုက်စရာရှိတယ်အဲ့မတိုင်ခင်ရောက်အောင်လုပ်ပေးဆိုပြီးပြောတော့ဂါဇက်ကလည်းတေဇန်းကငါကောင်းကိုဆင်းနှင်းတာပဲစိတ်လေလိုက်တာဆိုပြီးထွက်သွားပါတော့တယ်ကိုင်ရွေကလည်းအဆင်ပြေမှာပါငါနိုင်အောင်တိုက်မှာဆိုပြီးတွေးနေခဲ့တယ်ခဏနေတော့ကိုင်ရွေလည်းဒဏ်ရာရထားတဲ့ list တို့ကိုတွားကြည့်ခဲ့တယ်မင်းတို့အဆင်ပြေလားလို့မေးတော့ list ကအဆင်ပြေပါတယ်ဒါပေမဲ့သူတို့ကထင်ထားတာထက်တောင်တန်မာနေတာငါတို့သူတို့ကို အလဲထိုးနိုင်ဖို့တော့ခက်မယ်လို့ပြောခဲ့တယ်။ယူဆာကလည်းနတ်ဆိုးတွေကငါကြားဘူးတာထက်တောင်တန်မာနေရသူတို့ကိုအနိုင်ယူဖို့တော့ပုံမှန်ထက်ပိုကြိုးစားရမယ်လို့ပြောနေခဲ့တယ်။ခဏနေတော့စီရန်စီသွားပြီးအခြေအနေကိုမေးတော့စီရန်ကဘာလဲငါကအဲ့နေဝင်ပါစေရမလို့ဘူးမလားမင်းတယောက်တည်းချမှာဆိုငါမလို့ဘူးမလားလို့မေးခဲ့တယ်။ဂိုင်းရီကလည်းလိုပါတယ်မင်းတို့ကဘေးကနေပါဝင်ကူညီပေးရမှာလေငါတယောက်တည်းချယုံနေမပြီးဘူးလို့ပြောခဲ့တယ် ပြီးတော့ကင်ရယ်ကစီရန်မင်းအခုထိမြင့်မြတ်တဲ့ဓာတ်ကိုမတုံးတက်သေးဘူးမလားတုံးတက်အောင်လေ့ကျင့်လို့ပြောတော့စီရန်ကလည်းလေ့ကျင့်ဖို့မလိုပါဘူးကွာအထာနဲ့ရင်ရပါတယ်အချိန်တန်ရင်သူ့ဘာသာသူဖြစ်သွားမှာပါလို့ပြောလိုက်တော့ကင်ရယ်ကပြောနေခဲ့တယ်ခဏနေတော့ကင်ရယ်ကမြေရောက်ရထားလမ်းကိုဆင်းပြီးပေါက်ကွဲထွက်တော့မယ်မော်ပစ္စည်းကိုကြည့်ပြီးတခູ່ခုတော့လောက်ရတော့မယ်မဟုတ်ရင်တစ်မျိုးလုံးပြကြသွားတော့မှာလို့ပြောခဲ့တယ်ခဏနေတော့ကင်ရယ်ကဗဒံများမော်ပစ္စည်းလေးကိုထုတ်ပြီးဒီဗဒံများလေးကို မော်အစွမ်းနေထဲထားလို့ရမလားလို့မေးတော့မော်ဆရာမာလေးကကင်ကြည့်ပြီးဖြစ်တော့ဖြစ်နိုင်တယ်ဒီပရံများကတမျိုးလုံးကိုတော့ဖျက်ဆီးထားတာလုပ်ကြည့်မယ်ဆိုပြီးမော်ဆရာမာလေးကပရံများကိုဆွဲမြောက်ပြီးမော်အစွမ်းနေစုပ်ယူလိုက်ပါတော့တယ်မော်အစွမ်းနေကိုပရံများကထင်ထားတာထက်တောင်ခနာလေးအတွင်းမှာကောင်းကောင်းစုပ်ယူနိုင်တာကိုတွေ့ရမှာပါဒီလိုနဲ့နှဆိုးတွေတိုက်ခိုက်ဖို့အတွက် list နဲ့ user တို့ကလည်းအချိန်ပြည့်လေ့ကျင့်နေကြသလိုဂါဇက်ကလည်းဓာတ်တလက်ကိုနေမအားညမအားအတက်ကုန်ထုလုပ်နေပါတယ် ကံရွယ်လေးသူ့တငယ်ချင်းတွေစူးစမ်းပန်းစားလေ့ကျင့်နေတာကိုမြင်ပြီးသဘောကျနေခဲ့တယ်။ညရောက်တော့စီရန်ကအသက်ကွန်ဟောင်းနေတာကြောင့်မော်ဆီယာမာလေးကအိမ်မရခဲ့ဘူး။သီးမခံနိုင်တာကြောင့်နတ်ဆိုးတွေကိုမနှက်ဖြန်တိုက်တော့မှသူဘာလို့အဲ့လောက်တောင်အေးအေးဆေးဆေးအိမ်နိုင်နေတာလဲလို့စဉ်းစားလို့မရဘူးပြောတော့ကံရွယ်ကလည်းစီရန်နေမဟုတ်ဘူး။ငါလည်းအေးအေးဆေးဆေးပါပဲ။စိတ်ထဲမှာအရန်လေးပူပန်မနေဘူး။ဒါပေမဲ့နိုင်အောင်တိုက်ရမယ်။ငါတို့ရှုံးလို့တော့မဖြစ်ဘူးလို့ပြောခဲ့တယ်။ နောက်တနေ့မနက်မှာတော့ကင်ရယ်တို့မြေရောက်ရထားလမ်းကိုဆော့ဆော့သွားပြီးနတ်ဆိုးတွေကိုစောင့်နေကြတယ်။စောင့်နေရင်လစ်ပြင်ပေးထားတဲ့လက်ဖက်ရည်တွေမုတ်တွေစားရင်ငါတို့မှာအစီအစဉ်တစ်ခုရှိတယ်လို့ပြောနေရင်လည်းနတ်ဆိုးတွေရောက်လာခဲ့တယ်။နတ်ဆိုးလည်းကင်ရယ်တို့ကိုမြင်ပြီးမင်းတို့တိတ်တက်တိကောင်းတာပဲ။ငါကထွက်ပြေးမယ်ထင်တာ။ရောက်လာကြသားပဲလို့ပြောနေခဲ့ပါတယ်။ကင်ရယ်တို့ကလည်းနတ်ဆိုးတွေရောက်လာတော့စားစရာတွေအကုန်သုံးပြီးပြာရခတ်နေကြပါတယ်။အဲ့တော့မော်ဆီယာမာလေးလည်း ဒီလောက်အရေးကြီးချဖို့နေမှာနင်တို့ကလက်ဖက်ရည်တောင်တောက်နိုင်နေသေးတယ်တော်တော်ပူပန်မှုမရှိတာပဲဆိုပြီးစူနေခဲ့တယ်ခဏနေတော့နတ်ဆိုးမကနင်တို့ဘာလုပ်တာလဲပြောတော့ဒီနေ့တိုက်ခိုက်ဖို့ခေါ်ထားတာလေနင်တို့ကငါတို့ကိုတတ်တတ်ခေါ်ပြီးလာလောင်ပြောင်းလာပြောင်းနေတာလားဆိုပြီးအော်တော့နတ်ဆိုးကထားလိုက်ပါရပါတယ်သူတို့ငါတို့ကိုအာယုံတတ်တတ်လွဲတာလို့ပြောခဲ့တယ်ခဏနေတော့ကင်ရယ်က အရင်ဦးဆုံးပြောစရာလေးရှိတယ်နေရာလေးပြောင်းတိုက်ကြရအောင်ဒီမှာကတိုက်ခိုက်ဖို့ကျင်းလုံးနေ တခြားနေရာပြောင်းရအောင်လို့ပြောတော့နတ်ဆိုးကရတယ်လေမင်းကအချိန်နဲ့တည်မှာပဲကြိုက်တဲ့နေရာမှာတိုက်လို့ပြောခဲ့တယ်ဒါကနတ်ဆိုးမကဖြစ်ပါမလားသူတို့ကိုအตาစည်းပေးတယ်လို့ဖြစ်နေမယ်နော်တတိလဲထားအောင်လို့ပြောခဲ့တယ်ခဏနေတော့ကင်ရယ်ကနတ်ဆိုးမင်းငါးနောက်လိုက်ခဲ့ဆိုပြီးခေါ်သွားပါတော့တယ်နတ်ဆိုးမလည်းဝင်လာပြီးနင်တို့တွေအစင်သစ်ဖြစ်လာလို့မေးတော့စီရန်ကငါတို့ဝင်မပါဘူးနော်မင်းတို့နိုင်ရင်ဒါကိုပြင်မယ်ငါကပွဲကြီးပြိတ်သက်ပဲလုပ်မှာ မင်းတို့ဘာသာအေးဆေးချကြလို့ပြောကလဲနေခဲ့တယ်။နတ်ဆိုးမကလည်းနင်တို့ကိုမတိုက်ခိုက်ပေမဲ့ဒါကြောင့်ငါတိုက်ခိုက်ရတော့မယ်လို့ပြောခဲ့တယ်။ခဏနေတော့နတ်ဆိုးမကနေရာဆယူပြီးမင်းတို့လည်းတန်မာတာအရင်နေ့ကလေးကတည်တယ်။ဒီနေ့တော့အတီချတာပေါ့လို့ပြောပြီးမော်အစွမ်းတွေထုတ်သုံးပြပါတော့တယ်။ပြီးတော့မင်းတို့မော်အစွမ်းကိုမြင်ယုံနဲ့ခံမှန်းလို့ရမှာပါ။မသေးခြင်းရင်အခုတည်းကအရှုံးပြီးနောက်ဆုံးလို့ပြောခဲ့တယ်။နတ်ဆိုးမလည်းအရှိန်မြင့်ပြီးအမြန်လှုပ်ရှားတာကြောင့် လစ်တို့မရှင်နိုင်ဘူးဖြစ်နေကြတယ်။တအားမြင်ပြီးတိုက်ရိုက်ခိုက်ရိုက်ကမြင်လုံးတာကြောင့်မရှင်နိုင်ဘူးဖြစ်နေကြတယ်။ယူဇာကမီးလောင်တိုက်သွင်းတာတွေရောမော်ပညာအစုံထုတ်သုံးပေမဲ့လည်းနတ်ဆိုးမကလင်းမြန်ဖြက်လက်လုံးတာကြောင့်သူမထိန်ချုပ်နိုင်ခဲ့ပါဘူး။ခဏနေတော့အထိနာနေတဲ့လစ်တို့ကိုကြည့်ပြီးနတ်ဆိုးမကမင်းတို့ဒီတခါတော့အဆုံးသတ်ပေးမယ်။ကောင်းကောင်းခံစားကြဆိုပြီးပြောနေတော့ပြေးချပါတော့တယ်။လစ်လည်းဒီတခါတော့ထပ်ပြီးအထိနာမှာစိုးတာကြောင့်ရှိသမျှစွမ်းအင်တွေအကုန်သုံးပြီးပြေးတိုက်ပါတော့တယ်။ ယူဇာလဲသူ့အကူတသားကြီးကိုရှေ့ကနေနတ်ဆိုးကိုကာကွယ်ဖို့လုပ်နေတော့လစ်ကိုယူဇာတသားကြီးကအကာအကွယ်ယူပြီးနတ်ဆိုးကိုအထိနာအောင်တိုက်ခိုက်ပါတော့တယ်။နှစ်ယောက်အားနဲ့ချတာကြောင့်နတ်ဆိုးအလူးအလဲဖြစ်ပြီးတော်တော်လေးအထိနာသွားပါတော့တယ်။ခဏနေတော့အချိန်နဲ့ထလာတဲ့နတ်ဆိုးကိုလစ်ကဘာမှတွေးမနေတော့ပဲအားကုန်တုံးကပြေးတိုက်ခိုက်ပါတော့တယ်။နတ်ဆိုးကလည်းတစ်ဖက်ကနေလစ်တို့ကိုအသေးတက်မယ်ဆိုပြီးမော်စွမ်းအားတွေနောက်ဆုံးအဆင့်ထိထုတ်တုံးကပြေးလာပါတော့တယ်။လစ်လည်းနတ်ဆိုးကိုအချိန်တင်ပြီး ဂျက်ကောင်းကိုအားရပါးရထိုးလိုက်ပါတော့တယ်။နတ်ဆိုးတယောက်ဂျက်ကောင်းကိုထိသွားတော့အတန်လဲမထွက်နိုင်မလုံနိုင်မရှက်နိုင်ဖြစ်သွားပါတော့တယ်။စီရန်လဲလီးစတိုတိုက်ရိုက်ခိုက်ရကမဆိုးပါဘူး။ကောင်မာလေးတွေလုံနိုင်သားပဲ။ငါဝင်ပါစရာမလိုပဲ။ပွဲကပြီးသွားတာပဲလို့ပြောနေခဲ့တယ်။တဖက်မှာလဲကန်ရွေကနတ်ဆိုးကိုခဝေဝေတနေရကိုခေါ်သွားခဲ့တယ်။တိုက်ရမယ့်နေရာလဲရောက်ရောဒီနေရာပဲငါတို့စားတိုက်ကြတာပေါ့လို့ကန်ရွေကပြောခဲ့တယ်။နတ်ဆိုးကလဲကောင်းပြီစားကြတာပေါ့။ဘယ်နေရာပဲယူယူ မင်းတို့တင်ပါပဲလို့ပြောရင်အပိုင်း30ဇလန်းလေးလဲအဆုံးသက်သွားပါတော့တယ်ပြိတ္တကြီးရေလာမယ့်အပိုင်း71လေးမှာတော့ကံရွယ်နဲ့နှဆူတို့ဘလို့တွေတိုက်ခိုက်ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုကြပါဦးနော်